ဟင်းဝင်ရည်နဲ့ဆိုပြတဲ့စင်ရဲ့မင်္ဂလာပွဲကိုဖိတ်ကြားခြင်းမခင်ရတဲ့လူပညာရှင်လေးရောင်ဒီလိုရင်းမှာတော့ဟင်းဝင်ရည်နဲ့ဆိုပြတဲ့စင်တို့ရဲ့မင်္ဂလာပွဲကိုအကြောင်းမျိုးကြောင့်ဖိတ်ကြားခြင်းမခင်ရမတည့်ရောက်လာတဲ့လူပညာရှင်လေးရောင်ကိုပြောပြပေးသွားမှာပါအလုံးဒီကြတဲ့အတိုင်းမြန်မာနိုင်ငံရဲ့ထိတ်တဲနမဲချင်းမင်းသားမင်းသမီးတွေဖြစ်တဲ့ဆိုပြတဲ့စင်နဲ့ဟင်းဝီယန်တို့ရဲ့မင်းလာဆောင်ကိုတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွက်မှပြုလုပ်ခဲ့ပါရီ အနုပညာလောကမှာနာမည်ကြီးနုပညာရှင်မင်းသားနဲ့မင်းသမီးနှစ်ယောက်ရဲ့မင်္ဂလာဝေကပြည်တည်ဦးနဲ့အိန္ဒါကျော်စင်ရွှေတူးနဲ့ရွှေမုံရည်ပြီးနောက်မကျင်းပဖြစ်တာနှစ်တွေတော့ကြာပါပြီ။ဒါကြောင့်လေလူတွေကြားထဲမှာဟင်းဝင်ရန်နဲ့ဆွေပြည့်တဲ့စင်တို့ရဲ့မင်္ဂလာဝေကိုလူတွေကစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဧဝံရနေစွေသည်စီရဲ့မင်္ဂလာဝေကတော့တော်တော်လေးကိုမှခမ်းနားခဲ့သလိုနမဲကြီးတိတ်တိတ်ကျဲနုပညာရှင်တွေလည်းတက်ရောက်ခဲ့တာပါစွေသည်တဲ့စင်နဲ့ဧဝံရတို့ရဲ့မင်္ဂလာဝေကိုတော့နမဲကြီးထိတ်တန်းတယောက်စာမင်းသမီးဝမ်မုံရွှေကြီးနဲ့ခင်မုံတဲ့ကိုနိုင်ဖြိုးကျော် ဖွေဖွေတတ်တမောဦးဤချောပုံနေတတ်တမောဦးအပြင်နမေကြီးမင်းသားမင်းသမီးများစွာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့အကြောင်းမျိုးကြောင့်ဟင်းဝီရန်နဲ့ဆွေပြည့်သစီရဲ့မင်္ဂလာပွဲကိုဖိတ်ကြားခြင်းမခံရတက်ရောက်မလာတဲ့နုပညာရှင်လျောက်ကိုပြပြပေးသွားမှာပါ။နမေတိနေရထိုင်ရခက်မှာဆိုလို့မဖိတ်ကြားခဲ့သူဝိုင်းစုခိုက်သိပထမဆုံးတယောက်ကတော့မင်္ဂလာပွဲမှာမတွေ့ရတော့ဘူးလို့လူတွေချုပ်တင်ခံမှန်းထားပြီးသားအဲ့ဒါကတော့ဆိုတော်ပိုင်းစုခိုက်သိမ်းပါပဲပြည်သက်တွေတည်ကြတဲ့အတိုင်းပါပဲ အတိတ်တစ်ချိန်ကမင်းသားဟင်းဝင်ရဲနဲ့ဆိုတော်ဝိုင်းစုခိုင်သိန်းတို့ဟာရန်ကုန်မှာနာမည်ကြီးခဲ့တဲ့ချစ်ဆန်လန်းတပုတ်ကိုပိုင်ဆိုင်ခဲ့ကြတာပါမိမတွေသဘောမတူလို့ခေါ်ပြေးခဲ့ကြတဲ့အချိန်ပြင်းထန်ခဲ့တဲ့ဆက်ဆံရေးဖြစ်ခဲ့ပြီးမှလမ်းခွဲခဲ့ကြတာဖြစ်လို့ဒီကိစ္စဟာအခုထိတိုင်ပြည်သက်တည်းရဲ့ရင်ထဲမှာအမတ်တရားရှိနေတော့မှာပဲဒါကြောင့်မင်္ဂလာပွဲကိုဝိုင်းစုခိုင်သိန်းသာတက်ရောက်လာခဲ့မယ်ဆိုရင်ဒါမှမဟုတ်ဖိတ်ကြားခဲ့မယ်ဆိုရင်တို့သမီးဖြစ်တဲ့စုပြည်သင်းအတွက်ရောတက်ရောက်လာတဲ့ဝိုင်းစုခိုင်သိန်းအတွက်ရော အလေကတို့သားဟင်းဝင်ရန်အတွက်ပါနေရထိုင်ရခက်သွားနိုင်ပါ रे ဒါကမခေါ်တာမတဲ့တာ မော်ဒီယာတဲ့တစ်ဖက်နဲ့တစ်ဖက်အပြန်လည်လေးစားမှုနဲ့လူမှုရေးရာအဆင်ပြေအောင်စီစဉ်လိုက်တဲ့လူမှုရေးရာနားလည်မှုတစ်ခုအနေနဲ့မဖိတ်ကြားခဲ့တာဖြစ်ဖို့ရာခိုင်နှုန်းနှီးပါသေးကြပါရယ်။နမနေမိုးဟေကိုဒုတိယတယောက်ကတော့ထိတ်တဲမင်းသမီးတလဲဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့ထိတ်တဲစီဝါရေးလုပ်ငန်းရှင်မျိုးသမီးကြီးတယောက်လည်းဖြစ်တဲ့မင်းသမီးချောမိုးဟေကိုပါပရိသတ်တွေမိကုံထုတ်ကြတာကဝုံမောရွှေကြီးလဲလာတယ်၊ခုခွေလဲလာတယ်၊အခြားမင်းသမီးတွေများကြီးလာကြတာ generation မတင်မရဖြစ်တဲ့မိုးဟေကိုတယောက်ဘာလို့မပါလဲဆိုတဲ့မိကုံမှာဒီပေါ်မှာထင်ကြီးပေးမှုနှမျိုးကွဲနေပါရယ်။ အချို့ကတော့မိုးရီကွာစိုးညင်မာရီစုပြည့်တဲ့စင်စိုးမြတ်နန္နာစိုးမြတ်သူစားနဲ့တိတ်ပြီးစင်မပြေဘူးအရင်တွေကတိတ်ရင်မှုမရှိဘူးဆိုတဲ့ကောလာဟာလာတွေကိုအခြေခံပြီးတော့ပြောဆိုကြပါတယ်ဒါပေမဲ့ပို့ပြီးတော့ဖြစ်နိုင်ခြေရှိတာကိုသုံးသပ်ရရင်မိုးရီကွာခုချိန်မှာနုပညာရှင်တယောက်ဆိုရတဲ့စီးပွားရေးလုပ်ငန်းရှင်ချင်း business woman တယောက်ရဲ့ဘွားကိုအာယုံပို့ဆိုင်နေရတာပါသူ့ရဲ့ချိန်ကြားတွေခီးသွားလာမှုတွေဟာတော့ရုံမအားလနိုင်ပါဘူးဖိတ်စာတော့ရပါမယ်ချိန်ပေးနိုင်လို့မတက်ရောက်နိုင်တာဖြစ်ဖို့ပုံများပါတယ်ပြည်တည်ဦးနဲ့အင်နာကျော်စင်နောက်ဆုံးအနေနဲ့ကတော့ဒီမင်နာဘွဲကိုတက်ရောက်လာခြင်းမရှိရဲ့ ဒါပေမဲ့သူတို့မလာတာကိုပြည်သက်တွေနားလည်မှုပြင်းနေလက်ခံထားကြတဲ့ဇုံတွေတွေပါသူတို့ကတော့နုပညာလောကရဲ့ဩစာရှိန်ဝါကြီးမာလာတဲ့မင်းသားပြည်တီဦးနဲ့မင်းသမီးအိနာကျော်စင်တို့ဇနီးမဝင်ပါပဲပြည်သက်ကြီးတို့အားလုံးသိရှိကြတဲ့အတိုင်းပြည်တီဦးနဲ့အိနာကျော်စင်တို့ဟာပြီးခဲ့တဲ့နေ့ကစလို့လက်ရှိနိုင်ငံရေးနဲ့လူမှုရေးခြေအနေတွေကဒီလိုပြောင်းလဲရှင်ဝဲခဏတွေကိုတက်ရောက်တာလူမြင်ကွေးရှိထက်တာတွေကိုတက်နေတဲ့လောက်ရှောင်ရှားကြတာဖြစ်ပါတယ်သူတို့ရဲ့လက်ရှိရည်ရည်ချက်နဲ့အခြေအနေရမတက်ရောက်တာကိုပြည်သက်အားလုံးနားလည်မှုပေးထားပြီးသားဖြစ်ပါတယ် ဘသူတွေပဲတက်လာခဲ့သည်ဖြစ်စေမတက်လာခဲ့သည်ဖြစ်စေသူတို့သားဟင်းဝီရနဲ့သူတို့သမီးစုဖြစ်တဲ့စဉ်တို့နှစ်ယောက်တက်တာပျော်ရွှင်ချမ်းမြေ့တဲ့အိမ်အောင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်